မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့စကင်32ကို လေ့လာကြအောင်ဖြစ်ပါတယ်စကင်3ကဒီလူပုံတွေဆွဲတဲ့အခါမှာလိုအပ်ပါတယ်အဲ့တော့စကင်3ဆိုတဲ့အသားရည်ကိုဘယ်လိုဆက်ရမလဲဆိုတော့မူလအယောင်ဖြစ်တဲ့ဝါအပြာအနီးနော်ဒီ3យ៉ាងကိုဆက်ပြီးတော့ဒီအသားရည်အနုအရည်ဘယ်လိုဖော်မလဲအသားဖြူတဲ့သူညိုတဲ့သူမဲတဲ့သူဒါမျိုးကိုကျွန်တော်တို့ဆက်ကြည့်မှာပေါ့နော်အဲ့တော့အယောင်ကဘာနဲ့ဆက်လဲဆိုတော့မူလအယောင်ဖြစ်တဲ့အဝါ အပြာအနီးဒီ၃ယောင်နဲ့စပ်ပြီးတော့ဒီ skin ဆိုတဲ့ color ကိုကျွန်တော်တို့ခြေရမှာဖြစ်ပါတယ်အဲ့တော့ပုံတွေအဲဆွဲဖို့ကျွန်တော်တို့စပ်ပြီး color တွေစပ်တဲ့အခါမှာအရင်ကိုနောက်မှပဲထည့်ရတာဖြစ်ပါတယ်เนาะအရင်ဆိုတာပါလဲပေါ့เนาะအရင်ဆိုတာဒီလိုအနီးပေါ့ကိုယ့်ရဲ့အယောင်ထဲမှာဒါပို့ပြီးတော့တောက်ပါတဲ့အယောင်ကိုအရင်လို့ခေါ်တယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့ကဒီအဝါအပြာအနီးဆိုတဲ့နေရာမှာအဝါကအမှုဆုံးဖြစ်ပြီးတော့အပြာကအလတ်ဖြစ်မယ်ပြီးတော့ ဒီအနီကအရင်ဆုံးဖြစ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ၃ရောင်ကိုဆက်တဲ့အခါမှာဒီအနီကိုနောက်ဆုံးမှနည်း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 လေးစီထည့်ပြီးမှဆရာမှဖြစ်ပါတယ်အဲ့တော့အနီအရင်များသွားတဲ့အခါမှာသူကဒီဟိုအဆင်မပြေဘူးပေါ့နော်အဲ့တော့လိုတလောက်လေးကျွန်တော်တို့ထည့်ထည့်ပြီးတော့ဆက်သွားဖြစ်ပါတယ်အဲ့တော့ဒါဆိုရင်ကျွန်တော်တို့အဝါရဲ့အပြာရဲ့ရောတယ်ပြောတဲ့အချိန်မှာဒါအစိမ့်ပုတ်ရောင်ရတယ်ပေါ့နော်အပြာအရင်ကိုတော့ရင်အစိမ့်ပုတ်ရောင်အပြာအနုကိုတော့ရင်အစိမ့်နုလေးပေါ့နော် ဲ့ဒီမှာကျွန်တော်တို့အဖြူလေးပေါ့နော်ဒီအဖြူလေးလဲရောစပ်မယ်ဆိုရင်ဒါ skin ရဲ့ဒီချောမွေးတဲ့ဒီရောင်လေးရတယ်ဒါအဖြူရောင်ရောစပ်ပြီးတော့တုံးလို့ရပါတယ်နော်အဲ့ဒီမှာကျွန်တော်အနီလေးနဲ့နော်ဒီမှာဆိုရင်အဝါရယ်နော်စတူနော်အဝါရယ်အဲကျွန်တော်တို့အပြည့်အရပေါ့နော်နောက်ထပ်အပြည့်အရတစ်ခုရှိမယ်အဝါရယ်အပြည့်အရဒါတော့ဟိုမှတ်မှတ်မိအောင်လို့ပေါ့နော်အဝါရယ်အပြည့်အရနောက်ထပ်အနီပေါ့ အနီးရဲ့အဲ့ဒီသုံးခုကိုပေါင်းလိုက်တာပေါ့နော်ဒါကတော့ကိုယ့်ဘာသာကိုဟိုရောစမ်းအောင်အနီးကဟိုနည်းနည်းလေးပဲပေါ့နော်နည်းနည်းလေးပဲထဲ့ထဲ့ရမှာပေါ့အရင်များသွားရင်သူကဒီ skin color ကိုရမှာမဟုတ်ဘူးနော်အဲ့တော့သုံးရောင်ပေါင်းလိုက်တဲ့ခါမှာဒါအညိုအရင်ရတယ်ပေါ့နော်နောက်ထပ်တစ်ခုပြန်ပြီးတော့အဲဆက်ကြည့်မယ်ဒါဆိုရင်အဲ့ဒီအနီးအပြားပြီးတော့အနီးအဲအဝါပေါ့နော်သုံးရောင် တော့အနီလေးကိုဒီလိုတို့တို့ပြီးတော့ကျွန်တော်နည်းနည်းရင်ကိုလိုချင်တဲ့သုံးကာလာလေးရဖို့အတွက်ကိုပေါ့နော်စက်ကြည့်ရတာပါပြီးအဖြူလေးနည်းနည်းရောမယ်နော်အဲ့ဆိုတော့ဒီကဒီမှာကာလာလေးကဒီနည်းနည်းလေးကိုလိုချင်တဲ့ကာလာကိုစက်ရမှာပေါ့နော်ဖြည်းဖြည်းဒီ၃ရောင်ကိုပဲလှည့်ပြီးတော့စက်သွားအောင်ပါအနီကတော့အနည်းဆုံးထည့်ရမှာပေါ့နော်နောက်မှလိုတယ်ဆိုမှထပ်ထပ်ပြီးတော့ဖြည့်သွားအောင်ပါပေါ့နော်အဲ့တော့ဟိုဘက်ကအရင်ပေါ့အရင်ကျတော့ဒီအပြာလေးများမှာပေါ့နော်အပြာလေးနဲ့အနီလေးနဲ့များမယ် အဲဒီဘက်ကကျတော့အနုပေါ့နော်အနုကျတော့အဝါများမယ်ဒါအဖြူများမယ်ပေါ့နော်အဲရင်းဒါကြကြားတုံးပေါ့နောက်ထပ်ကျွန်တော်အနုလေးထပ်ပြီးတော့ပေါ့နော်တဆင့်ပြန်ပြီးတော့အနုလေးထပ်ပြီးတော့ချဲတဲ့အခါမှာဒီအဝါနဲ့အပြာနဲ့ပေါင်းတယ်အဲပေါင်းပြီးတော့ကျွန်တော်တို့ဒီအနီလေးနည်းနည်းလေးပေါ့နော်ရောလိုက်ပဲဒါဆိုရင်ဒူကာလာကြီးရဲ့တိမ်မော်ရောင်လိုမျိုးဖြစ်သွားရင်ကျွန်တော်အဖြူလေးနဲ့ပြန်ပြီးတော့ဆက်မယ်အဲအဲ့တော့အဲကိုလိုချင်တဲ့ဒီ skin color ရအောင်လို့ပေါ့နော်ဒါဆိုရင်ပြန်ဖြူသွားပြီအဲ့တော့အနီလေးရောပါလေးပြန်ပြီးတော့ရောပေးမယ် နော်နည်းနည်းစီပေါ့နော်အလိုလေးရောမယ်အနီလေးလိုလိုက်အဝါလေးလိုလိုက်နှိုးတဲ့ကာလာဆိုတော့အနီဝါများမယ်ပေါ့နော်အဲ့ဒါလေးနဲ့ဆွဲမယ်ဆိုရင်ဒါမိတ်ကက်ရအောင်ပေါ့နော်မိတ်ကက်ရအောင်အတားကြီးဒါအနုဆုံးပေါ့နော်အဲ့တော့ဒီမှာဆိုရင်အသုံးက၃မျိုးရတယ်ပေါ့နော်အဲ့တော့ဒီမှာထပ်ပြီးတော့နှူးချင်တယ်ဆိုရင်ဒါအဖြူလေးရောအဝါလေးရောအထပ်ပြီးတော့ဒါ၃လေးကိုနှူးလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ကဒီ၃နေသွားတဲ့ခါကျရင်ပေါ့နော်ဒီလုံးဝဒီမှာနှုတ်တော့တဖြည်းဖြည်းနဲ့အဖြူလေးရောအဝါလေးရောရင်တဖြည်းဖြည်းနဲ့နှူး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 ပြီးတော့ဒါမတူညီတဲ့ skin ပေါ့နော်လူတယောက်ဆိုတာဒါအသားရည်ဖြူတာရှိတယ်အဲမဲတာရှိတယ်အညိုတာရှိတယ်ပေါ့နော်အဲ့တော့ကိုရေးဆွဲမဲ့ပုံပေါ်မှာမူတည်ပြီးတော့ဒီ color လေးတွေစရမှာပေါ့ဒီအပေါ်မှာမူတည်ရင်တော့မှမျက်နာဆိုတာကလေလုံးဝဒီလုံးဝအားလုံးကညီမနေဘူးအသားရည်ရလေနော်မျက်နာတစ်ပြင်လုံးမှာအသားရည်က skin color တစ်မျိုးတည်းမဟုတ်ဘူးသူကဒီအမှောင်တွေပါရှိတာဖြစ်တဲ့အတွက်သူ့ကိုဒီ၃ရောင်ကတော့ကျွန်တော်တို့မဖြစ်မနေဆက်ကိုစိုက်ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ အနည်းဆုံးတော့အနုလက်ရင့်ဆိုတဲ့ကာလာစကင်ကာလာ၃ရောင်ကိုဆက်ရမှာဖြစ်ပါတယ်။အဲ့တော့ဒီမှာဒီမှာ၃ရောင်ပေါ့နော်။အဲ့တော့မတူဘူးနော်။ပထမမိတ်ကပ်ရောင်ပုံစံမျိုးလေးရမယ်။ပြီးတော့ဒီအဲနည်းနည်းလေးညိုတဲ့ဒီအဝါတန်းနေတာလေးရှိမယ်။ပြီးတော့ညိုဘက်ကိုသွားတယ်။ဒါအညိုအသားပေါ့နော်။ဒါအဲနိုင်ငံခြားကဒီအသားညိုတဲ့မင်းသားမင်းသမီးတွေဆွဲမယ်ဆိုရင်ဒီလိုမျိုးလေးကာလာလေးတွေဆက်ပြီးတော့ဆွဲလို့ရတယ်ပေါ့။အဲ့တော့ကျွန်တော်တို့ရဲ့ဒီဒီလို အသားရေရောင်ပေါ့နော်အနုဒီလိုဒီလိုအနီညိုရောင်ကတော့ဒီ water color မှာလေဘူးတွေလာတယ်ပေါ့ဒီအသားရောင်နေပါတယ်မှာတော့ဒါမလာတာမျိုးတွေရှိတယ်ပေါ့နော်ဒီကိတ်ဘူးတွေပါတယ်ဆိုတော့လာတယ်ညစ်ဘူးတွေမှာတော့မလာဘူးဆိုတော့ဒီလိုလေးဆက်ပြီးတော့တုံးလို့ရတယ်ပေါ့နော်ကိုမအသားရောင်မပါဘူးဆိုရင်ဒီမူလရောင်၃ရောင်ဖြစ်တယ်အဝါပြာနေရလေပြီးတော့ကျွန်တော်တို့ပေါင်းစပ်ပြီးတော့တုံးလို့ရတယ်အဲပြီးတော့ကျွန်တော်တို့မှာဆက်လုံးလေးပေါ့နော်ဆက်လုံးလေးလေးလုံးပေါ့အဲ့ဒါကိုကျွန်တော်စကင်တော့အစွဲကြည့်မယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့အညိုအရင်ကို သုံးပါတယ်အခုနောက်ကဆက်ထားတဲ့ဆေးကြံတဲ့ဟာပေါ့နော်အပေါ်မှာဆက်ကြည့်ထားတဲ့ဆေးပေါ့အဲ့ဒီဆေးရောင်ပူဆက်ထားတာပေါ့နော်ကျွန်တော်ဒီမှာဆက်လုံးလေးမှာခြေကြည့်ဖို့ပါအဲ့တော့ဆက်လုံးလေးမှာဒါကောင်ကပါလဲဆိုတော့အသားကြီးရဲ့အသားကြီးညိုတဲ့သူမဲတဲ့သူနော်အဲကျွန်တော်တို့အိန္ဒိယမင်းသမီးတို့မဟုတ်ကျွန်တော်ဒီအသားနိုင်ငံခြားပေါ့နော်နေမင်းမင်းသားမင်းသမီးပုံလေးဒီလိုညိုစင်နေဆွဲတဲ့ခါကျရင်ဒီလိုကာလာကိုသုံးရတယ်လို့ ပြီးတော့ဒီအမှောင်နေရာပေါ့နော်မျက်နှာရဲ့အမှောင်ကျတဲ့နေရာတွေကိုလည်းဒီလိုကလာအထည့်ပြီးတော့တုံးရတာဖြစ်ပါတယ်အဲပြီးရင်ဒီမှာဂျားတုံးအနေနဲ့တုံးအလက်ပေါ့နော်ဒီကောင်ကတော့အနေငယ်သူကဒီအဝဘက်ကိုသွားပါတယ်ဘာကြောင့်လဲဆိုတော့အဝများတယ်ပေါ့နော်အဲ့ဒါသွားပါတယ်အဲအယောင်ကတော့ဒီအပေါ်ကအယောင်နေပဲဖြစ်ပါတယ်နော်အပြာရဲ့အဝါရဲ့အနီးရဲ့ဒီအဖြူလေးရဲ့ပေါ့နော်အဖြူတော့အနှဲငယ်ပဲဆက်ထဲပါအဖြူများရင်ဒီစေသားဖော်ဖွယ်ကြီးဖြစ်ပြီးတော့ဒီ မလောက်ဘောနော်ကိုယ့်ရဲ့ skin မလာပဲဖြစ်လာပါလိမ့်မယ်အဲ့တော့စက်လုံးလေးတွေကိုအဆွဲပြီးတော့ဒါတုံးလေးတွေခြေကြည့်ပေါ့နော်ကျွန်တော်ကဒီမှာ brush အပြာလေးနဲ့တုံးပါတယ်အအပြာတုံးလည်းရတယ်အလုံးတုံးလည်းရတယ်ဒီကတော့ကိုယ့်ရဲ့တုံးကဒါသူ့ရဲ့နေရာမှာမမကကကိုယ့်ရဲ့ shape ထဲမှာဝင်သွားဖို့အရေးကြီးတယ်ပေါ့နော်ကဲအခုအလင်းမောင်လေးဒါပြည်ပြည်လေးဖြည့်အောင်လို့စမ်းပြီးတော့အလေးချင်းကြီးပါဖြည့်ပေးရမှာပါနော်တုံးတွေပြတ်နေလို့မရပါဘူးပြီးတော့ဒီ water color မှာလေးဒီ brush နဲ့ထပ်ခါထပ်ခါနဲ့ကျွန်တော်တို့တွားပြီးတော့လုပ်လို့မရအောင်เนาะပြန်ပို့လိုက်တဲ့နေရာသူကတုံးကခွက်ပြီးတော့ပြတ်သွားတာပါပြန်ပြီးတော့ဟိုဖြည့်လို့မရတော့ဘူးဗောနော်ပြန်ဖြည့်တဲ့ခါကျရင်လည်းမလှတော့ဘူးเนาะကဲဒီမှာ line ကြီးတွေရှိနေတယ်ဆိုရင်ကျွန်တော်ဖြည့်ပေးရမှာပါเนาะဖြည့်ပေးရမှာဖြည့်တာဘယ်လိုဖြည့်လဲစလုံးမှာဆိုရင်ဘယ်လိုဖြည့်တာလဲဆိုတော့ရေလေးနဲ့ဗောနော်ရေလေးနဲ့ဒီမှာလိုပေးနာလေးတွေလိုက်ပြီးတော့ဒီနေရာလေးတွေเนาะလိုက်ပြီးတာဖြည့်ပေးတာပါ line ကြီးတွေပြတ်မနေအောင်ပါ အဲ့ဆိုရင်ဒါမတူညီဘူးเนาะအယောင်ကတော့ဒီဝါအပြာအနီးဒီ၃ယောင်ကို၃အဖြူရယ်ပေါ့เนาะဒီ၃ယောင်ကို၃အဖြူတော့ကာလာလို့မခေါ်ဘူးပေါ့เนาะအဖြူကတည်းကစက်ချင်လို့စက်တာအဲ့ဒီ၃ယောင်ကိုစက်ပြီးတော့ကျွန်တော်တို့သုံးတဲ့ခါမှာဒါအလင်းမောင်လေးတွေတဖြည်းဖြည်းနဲ့ဟိုမတူတော့ဘူးပေါ့เนาะ skin color မတူဒီဟာကိုပဲလှည့်ပြီးသုံးသွားပေးမယ်ကိုစက်တဲ့ဆေးပေါ်မှာမူတည်ပြီးတော့အဝါလေးအနေအများအဖြူလေးအနေအများအနီးအနေအများအပြာအနေအများပေါ်မူတည်ပြီးတော့ ဒီထွက်လာတဲ့ဒီ skin color ကပေါ့နော်မတူညီပါဘူးဒီမှာဆိုရင်ဒါလုံးဝအဖြူဆုံးပေါ့နော်ဒါဆိုရင်ဒါ Korea Vietnamese တွေဒီအပုံလေးတွေရေးဆွဲမဲ့ဒါအသားဖြူတဲ့သူဆိုဒီလို skin မျိုးကိုသုံးလို့ရတယ်ပေါ့နော်အဲ့တော့ကိုက skin ကိုဆက်တက်အောင်အဲဒီဆက်လုံးလေးတွေမှာထက်တက်အောင်ဆက်လုံးဆိုတာဒါလူမျက်နှာအလုံးကြီးဖြစ်တဲ့အတွက်ဥကောင်းကလည်းအလုံးကြီးဖြစ်တဲ့အတွက်ဒီဆက်လုံးနဲ့ပဲအဆင်ပြေပါလိမ့်နော် ချဲ့တတ်မယ်ဆိုရင်ကျွန်တော်လူပုံတွေမှာလွယ်ကူလာမယ်လူပုံသွားကြရတော့မှာเนาะကျွန်တော်လူမြလူတင်ကန်းစာလူပုံတင်ကန်းစာသွားကြရတော့မှာအဲ့တော့ဒီ skin တုံးကိုဆက်ကြည့်ပါမူလရောင်ဖြစ်တဲ့အဝါအပြာအနီ၃ရောင်ကိုဆက်ပြီးတော့ဒီလို skin လေးတွေလေ့ကျင့်ပါเนาะပြီးရင်အင်စာထပ်ပေးပါအင်စာပုံလေးလည်းတင်ထားပေးပါမယ်ကြိုးစားပေးကြပါဦးခင်ဗျာကျေးဇူးပါ